စစ်တပ်ကအတို့ရောင်ငင်းချမ်းရေးလုပ်ငန်းစဉ်ကိုအကောင့်ထဲပေါ်ဖို့ကြိုးစားနေတယ်လို့တိုင်းရင်းသားတော်လှန်ရေးကောင်းဆောင်တွေနဲ့နိုင်ငံရေးလီလာသုံးသပ်သူတွေကပြောပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်။အနာဒိန်းစစ်ကောင်းဆောင်ကတနင်္ဂနွေနေ့ပြည်ခက်တိုက်ခိုက်မှုရစေးသဘောတူစာချုပ် SCA လက်မှတ်ရေးထိုးခြင်းစနစ်ပြည့်အခမ်းအနားကိုလက်မှတ်ရေးထိုးခဲ့ကြတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် အသီးသတ်တွေအနေနဲ့လက်မှတ်ထိုးခဲ့ကြတဲ့နိုင်ငံတကာအစိုးရတွေကိုပါဖိတ်ပြီး နေပြည်တော်မှာကျင်းပဖို့စီစဉ်နေတဲ့အပေါ်အခုလိုပြောဆိုကြတာပါစစ်တပ်ကနိုင်ငံတော်အနာကိုတင်းယူလိုက်တာကြောင့်တိုင်းသားတူလိုင်းရဲ့ဖွဲ့တွေနဲ့ချုပ်ဆိုခဲ့တဲ့တနင်္ဂနွေပြက်ခတ်တက်ခတ်မှုရဲ့စေရေးသဘောတူစာချုပ် NCA ဟာပြက်ပြက်သွားခဲ့ပြီးဖြစ်တယ်လို့တိုင်းရင်းသားတူလိုင်းလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။အဲ့ဒီစာချုပ်ကိုအနာသိန်းစစ်တပ်ကသူကိုယ်တိုင်ဖျက်ဆီးလိုက်ပြီးဖြစ်ပေမဲ့ NCA စာချုပ်ကိုအခြေခံပြီးတိုင်းရင်းသားတူလိုင်းအဖွဲ့တချို့နဲ့ဆက်လက်ဆောင်ရွက်နေတာဟာ အတူရောက်ငင်းငင်းလုပ်ငန်းစဉ်ကိုဖော်ဆောင်နေတာလို့ SCA စာချုပ်မှာလက်မှတ်ရေးထိုးခဲ့တဲ့ပို့မျိုးသားဖက်ဒရယ်ကောင်စီဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောပါတယ်သမရဤဦးဦးမြေတရားရုံးမှာထွက်ဆိုချက်တွေကဘာအောင်ပြောတာလဲဆိုရင်စစ်ကောင်စီပြောခဲ့သလို အာဏာကိုသိမ်းခဲ့တာမဟုတ်အာဏာကိုသိမ်းခဲ့တာဖြစ်ပါ အာဏာကိုသိမ်းခဲ့တာဖြစ်တဲ့အတွက်ဒီနေ့ရွေးကောက်ပွဲကိုဟာစစ်ကောင်စီကကျင်းပခွင့်မရှိဘဲနဲ့ကျင်းပတာဖြစ်ပါဒါဒီဒီရွေးကောက်ပွဲကတရားမဝင်ပါဘူး ဒါကြောင့်အခုကတော့လူသူကိုလှည့်စားပြီးတော့လုပ်တဲ့ရွေးကောက်ပွဲကတက်လာတဲ့အစိုးရတွေလွတ်တော်တွေဆိုတာအထူးရောက်လွတ်တော်နဲ့အထူးရောက်အစိုးရတရားမဝင်တဲ့အစိုးရနဲ့တရားမဝင်တဲ့လွတ်တော်တွေကဖြစ်မှာဖြစ်တဲ့အတွက် NCA အကောင့်တွေပေါ်ခွင့်မရှိပါဘူးပေါ်လို့လည်းရမှာမဟုတ်ပါဘူး NCA စာချုပ်အကောင့်တွေပေါ်မှုဖြစ်နေတဲ့ကုလုံကိုဒါစစ်တပ်ကအာဏာသိမ်းတဲ့နည်းနဲ့ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့် NCA စာချုပ်ကစာချုပ်အဖြစ်တော့ရှိနေတော့လည်းပဲ NCA စာချုပ်အကောင့်တွေပေါ်လို့မရတော့ပါဘူး။ ဒီနေ့ဒီအလုပ်တာကတော့ SCA စာချုပ်ကိုပြန်လဲအကောင့်ထဲပေါ်နိုင်ဖို့မဟုတ်ပဲနဲ့ SCA စာချုပ်ကိုအသုံးချပြီးတော့အတူရောင်ငင်းငယ်လုပ်ငန်းစဉ်တွေကိုလုပ်ဖို့အတွက်ပနာမအစပြုတာလို့ကျွန်တော်အဲ့လိုမြင်ပါတယ် SCA စာချုပ်ဟာအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးဖွဲ့တွေ joint ownership အနေနဲ့လက်မှတ်ရေးထိုးပြီးချုပ်ဆိုထားတဲ့စာချုပ်ဖြစ်တာကြောင့်တဖက်သေးကတည်းကဥဆောင်ပြီးဆွေးနွေးပွဲတွေကိုဆောင်ရွက်ပိုင်ခွင့်လည်းမရှိဘူးလို့ဆိုပါတယ်အနာသိန်းပြီးနောက်ပိုင်းမှာ အစီစာချုပ်အပေါ်မှာဒေါ်လာကွဲလွဲမှုတွေရှိခဲ့ပေမဲ့အနာသိစစ်တပ်ကတော့ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီစာချုပ်ကိုအခြေခံပြီးတိုင်းသားတော်လှန်ရေးဖွဲ့တွေနဲ့ဆက်လက်ဆွေးနွေးမဲ့သဘောမျိုးရှိတယ်လို့အမည်မဖော်လိုတဲ့နိုင်ငံရေးလှစ်လာတုံးသက်သူတချို့ကတုံးသက်ပါတယ်ဒီလာထဲမှာနေပြည်တော်မှာကျင်းပဖို့ပြင်ဆင်နေတဲ့အစီစာချုပ်လက်မှတ်ရေးထိုးခြင်းစနစ်ပြည့်နှစ်ပတ်လည်ပွဲဟာ SCA ရဲ့အနှစ်သာရကိုဆက်လက်ဆောင်ရွက်ဖို့အတွက်အခက်အခဲတွေကြားကနေဆောင်ရွက်တဲ့ပွဲဖြစ်တယ်လို့ 7EAU Alliance အဖွဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကျော်ညွန်ကပြောပါတယ် SCA ဒီနိုင်ငံကြီးအခြေအနေရကျွန်တော်တို့နဲ့ conversation ဖြစ်ဖို့လာတဲ့ယင်းနေနောက်ပိုင်းအနေစပြီးတော့အကောင့်ချက်ပုံမူကြီးရတန်းသွားတယ်ဆိုတာကတော့မှန်ပါတယ်အဲ SCA ကလွတ်တော်မှာတရားဝင် အတူတူရတဲ့စာချုပ်တစ်ခုလည်းဖြစ်တယ် အဲ NCA ပါအချက်လက်တွေရဖို့လေဘယ်အချိန်နေဘယ်အချိန်ကမှ NCA ကပြည့်ပြည့်တယ်ဆိုတာတိတိကျကျပြတ်ထန်တာမရှိတဲ့အတွဲကြောင့်မလို့ဒါဟိုစားပေါ်လေလွတ်တော်ရဲ့လုတ်ထုံလုံနေရဖို့လေအဲဆက်ပြီးတော့ဒါသွားကြမယ်လို့ပဲကျွန်တော်ထင်ပါတယ်ဒီအချိန်တစ်ခုပေါ်မှာ NCA ပြည့်ချင်းမပြည့်ချင်းဆိုတာတော့ကျွန်တော်အနေနဲ့တဆုပ်ပြရတော့ marketing မပြောလို့ပါဘူးခင်ဗျစစ်တကအနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာ စီစာချုပ်ရဲ့ဆောင်ရွက်ချက်တွေဟာရက်တန့်သွားခဲ့တယ်လို့အဲ့ဒီစာချုပ်ဆက်ရှိခြင်းမရှိခြင်းဆိုတဲ့တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာအမြင်အမျိုးမျိုးရှိနေပေမဲ့အဲ့ဒီအပေါ်မှာအငင်းမပွားလိုဘူးလို့လည်းဆိုပါရယ်စစ်တက2020ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကိုဆက်လက်အာဏာရယူပိုင်ခွင့်မပေးဘဲ2021ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာနိုင်ငံတော်သမ္မတအပါအဝင်အစိုးရအကြီးအကဲတွေကိုဖမ်းပြီး အာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း ်အနာသိစစ်တပ်ကဥဆောင်ပြီး NCA စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့တိုင်းသားတော်လှန်ရေးလက်နက်အဖွဲ့6ဖွဲ့နဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုဆက်လက်ဆွေးနွေးခဲ့ပါတယ်။အပြည့်ရဲ့အဖွဲ့တွေဖြစ်တဲ့ကရင်မျိုးသားစည်းရုံး KMU ဒီမှာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ချင်းမျိုးသားတပ်ဦး CNF နဲ့ပုံမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL အဖွဲ့တွေကတော့စစ်တပ်နဲ့ဆက်လက်ဆွေးနွေးပဲ NCA စာချုပ်ဟာ 是这个安娜带来的叫别别多米卢表示他话嘞，这个奥利瓦，怎么样？